2025ခုနှစ်ဇွန်လ25ရက်နာမည်6နိုင်ဗိုလ်ထုနှင့်ဂျိုလူမပေးပို့ချက်တွေရမြန်မာပြည်မုတ်တုံမိုးအခြေအနေကိုဆက်လက်လေ့လာကြမှာဖြစ်ပါတယ်။ကျွန်တော်တို့တိုင်းတာပြည်တွေရအာရေဗျန်ပင်လယ်ကလေစီးကြောင်းမှာအလုံးပြင်းထန်စွာနဲ့အိန္ဒိယနိုင်ငံကိုဖြတ်ကျော်ပြီးတော့ဒင်္ဂလာပင်လယ်ဝါချင်းမြန်မာပြည်ရခိုင် ယောမကနေပြီးတော့ဣမဝတာတောင်နှံကိုပေါက်ဆက်သလိုပဲအိန္ဒိယသမုတ်ပြာကလာတဲ့ရေငွေလေကြီးကြောင်းဟာအချိန်ပြင်းပြင်းနဲ့မြန်မာပြည်ရဲ့ကိုဆက်လက်တိုက်ခတ်နေပါတယ်။အချိန်ထဲမှာပဲတောင်တရုတ်ပင်လယ်မှာမုန်တိုင်းဆန်စာဒီဇိုင်းဝဲတစ်ခုဖြစ်လာတာကျွန်တော်တို့တွေ့ရှိရပါတယ်။ဒီနှစ်မှာတော့တောင်တရုတ်ပင်လယ်ကတိုက်ခတ်လာတဲ့ဒီဇိုင်းဝဲဟာ မုတ်တုံတွေထက်အားနည်းတဲ့အတွက်ကြောင့်မို့မြမပြီကိုတစ်ခါတရံမှသာဝေရောက်နိုင်တဲ့အနေအထားကိုကျွန်တော်တို့တွေ့ရှိရမှာဖြစ်ပါတယ်။ဒါမဲ့26ရက်နေ့မှာဆိုလို့ရှိရင်တော့မုတ်တုံတွေဟာဆက်လက်ပြီးတော့အားကောင်းကောင်းနဲ့50ရက်လောက်ဆက်ပြီးတော့တိုက်ခတ်သွားနိုင်တဲ့အနေအထားကိုကျွန်တော်တို့တွေ့ရမှာ 28ရက်နေ့လောက်မှာတော့မုတ်တုံမိုးဟာပုံမိုးအာအလော့လောကောင်းကောင်းနဲ့ဗမာပြည်ကိုဆက်ပြီးတော့ဝင်နိုင်တဲ့နေရာရှိပါတယ်။အဲ့တော့ဒီမုတ်တုံမိုးတွေကဟိုလေ့လာမယ်ဆိုရင်ကျွန်တော်တို့မုတ်တုံထုတ်လုပ်တဲ့အိန္ဒိယသမုတ်ပြာကိုလေ့လာတဲ့အခါမှာဆက်လက်ပြီးတော့မုတ်တုံအာကောင်းကောင်းနဲ့ထုတ်လုပ်ပြီးတော့မုတ်တုံလေစီကြောင်းနဲ့အတူ ဗမာပြည်ရဲ့ကိုဆက်လက်ပြီးတော့ဝင်ရောက်နေတာသိရပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီနေရာကမုတ်တုံမဟာဗမာပြည်ကိုရောက်ဖို့အတွက်ရက်30နဲ့45ရက်အချိန်ကြာမြင့်မှာဖြစ်ပါတယ်။တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်တော့မုတ်တုံအလေကာလဟာမြမာပြည်ထုံးစံအတိုင်းရေကြီးတဲ့ကာလလို့လည်းကျွန်တော်တို့ပြောနိုင်ပါတယ်။ မုတ်တုံတင်ငွေများရဲ့ရေငွေဖွဲ့မှုကြောင့်25ရက်နေ့ဗုဒ္ဓနေ့မှာဆိုရင်ကချင်ပြည်နယ်အလဲပိုင်းကြီးတစ်ခုလုံးမှာမိုးရေကျင်းဘေးလမတော့ဒီရရှိနိုင်တဲ့အတွက်ကြောင့်မလို့နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုကျွန်တော်တို့တွေ့ရမှာဖြစ်လို့ပဲစကိုင်းတိုင်းတစ်ပိုင်းမှာလည်းမိုးရေကျင်းနှစ်လမတော့ဒီ ဇွာသွန်းနိုင်တဲ့နေသားရှိပါတယ်ကျွန်တော်တို့ဒီအလဲကောင်ကဖြူရောင်နဲ့အပြာရောင်ပြထားတဲ့မန္တလေးနေပြီးတော့တောင်ကုန်တဝိုက်မှာတော့မိုးပါသွားနိုင်တဲ့နေသားရှိပေမဲ့လည်းကျွန်တော်တို့ဒဂိုင်းတိုင်းတစ်ပိုင်းမန္တလေးတိုင်းအရှိဘက်ချမ်းရှမ်းပြည်နယ်ချင်းတောင်လမ်းရခိုင်ပြည်နယ်မကွေးတိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအောက်ပိုင်း ရင်ပြည်နယ်မွန်ပြည်နယ်တနင်္လာရီတိုင်းအထက်ဖက်နဲ့ကံယူရဒေသတွေမှာဆိုရင်တော့ဆက်လက်ပြီးတော့နေရာကွက်ကြားမူများနိုင်တဲ့အခြေအနေတွေ့ရမှာပါမူရင်အားဖြင့်ဆိုရင်1တသမ2လက်မကို24နိုင်ပြင်မှာရနိုင်တဲ့နေရာရှိပါ26ရက်နေ့ဖြစ်လာနိုင်တဲ့အနေအထားကိုလေ့လာတဲ့အခါမှာဆိုရင်ကချင်ပြည်နယ်နဲ့စကိုင်းတိုင်းအထက်ပိုင်းမှာနေရာကွက်ပြီးတော့ မိုးရည်ချိန်ငါးလက်မလောက်ကြည့်ရုပ်ရက်မိုးရွာသွန်ရင်ကြုံရနိုင်သလိုပဲလေတက်ခတ်မှုကြောင့်အခြားနေရာများပါလေနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားတွေရှိပါဒီဘွာရောင်ပြထားတဲ့ဇဂိုင်းတိုင်းချက်ပိုင်းချင်းပြည်နယ်ဇခိုင်းပြည်နယ်အေအော်ရီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်ရှမ်းပြည်နယ် ကချင်ပြည်နယ်အောက်ပိုင်းတို့မှာဆိုရင်တော့မိုးရေကြီးတိတသမလေးလက်မလောက်ပြီးရရှိနိုင်တဲ့နေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားကိုကျွန်တော်တို့ခံမှန်းပြရှိရပါတယ်။တနင်္လာရီတိုင်းအနောက်ချမ်းမှာဆက်လက်ပြီးတော့မိုးများနိုင်ပါတယ်။၂၉ရက်နေ့ရောက်တဲ့အခါမှာဆိုရင်တော့မြန်မာပြည်မြောက်ဖက်ချင်းပြည်နယ်စကိုင်းတိုင်းဖြတ်ပိုင်းကချင်ပြည်နယ်အနောက်ချမ်း ရခိုင်ပြည်နယ်အေရဝတီတိုင်းအောက်ဖက်ပဲခူးတိုင်းနောက်ကျန်းကရင်ပြည်နယ်သမင်းနာရီတိုင်းရှမ်းပြည်နယ်တို့မှာနေရာကွက်ပြီးတော့မိုးနှဲငယ်ကြီးနိုင်ပါတယ်မိုးရေကြိမ်အားဖြင့်ဆိုရင်တော့ဒီတမတ်6လမလောက်ဒီရရှိနိုင်ပြီးတော့မြန်မာပြည်အလယ်ပိုင်းမှာတော့မိုးပါပါလေးလွာနိုင်တဲ့အမိသာရှိပေမဲ့လည်းတစ်ခါပြန်မှလေတူးကြောင်းတည်ဆောင်မှုကြောင့်နေရာကွက်ပြီးတော့မိုးများများကျနိုင်တဲ့အမိသာရှိပါတယ် 28ရက်နေ့စနေနေ့ရောက်တဲ့အခါမှာတော့မုတ်တုံလေအားကောင်းလာမှုကြောင့်မလို့ရခိုင်ပြည်နယ်ကမ်းရိုးတန်းတလျှောက်ကရင်ပြည်နယ်မွန်ပြည်နယ်အောက်ပိုင်းတနင်္လာရီတိုင်းတို့မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်24နာရီအတွင်းမိုးရေကြီး3.5လက်မလောက်ထိရရှိနိုင်တဲ့အခြေအနေဟာတဘာဝပေးအပ်နေ ကြုံတွေ့ရမှာဖြစ်ပါတို့တို့ကချင်းပြည်နယ်မြောက်ပိုင်း၊သခိုင်းတိုင်းထက်ပိုင်း၊ချင်းတောင်တန်းမကိုးရုံးမနဲ့မကွေးတိုင်းနောက်ဖက်ချံ၊ EAOLI တိုင်းမကိုးတိုင်းနောက်ချံ၊ကရင်ပြည်နယ်၊ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှနေရာကွက်တာဆက်လက်ပြီးတော့မုံများနိုင်တဲ့နေရာရှိပါတယ်။ကျွန်တော်တို့မုတ်တုံလေးစီးချောင်းပြောင်းလဲမှုကြောင့်မလို့ စနေနေ့မှာထူးခြားနိုင်တဲ့ခြေနေပြောင်းလဲနိုင်တဲ့ခြေနေရှင်လေကျွန်တော်တို့ဆက်လက်တင်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဗီဒီယိုဖိုင်ကို YouTube ကနေပြီးတော့ share ပေးနိုင်သလိုပဲကိုသက်သွေးနိုင် Telegram ကနေပြီးတော့ MP3 နဲ့ download လုပ်ပြီးတော့တဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက်မိမိတို့မိတ်ဆွေများကိုမျှဝေပေးကြပါလို့မြစ်တက်ရက်ခံပါတယ်ကျေးဇူးတင်ပါ